မကြီးကျယ်တဲ့ပေါ့အိမ်ဘော်ဘွားကပဲလွတ်အောင်စူးစမ်းအောင်လို့သူပြောတာကျမကအိမ်ဘော်ဘာအဖွာရဲ့ဝေယဝစ္စာလေးပေါ့နော်။နည်းချီးရှို့ရတယ်အိမ်သာစေးရတယ်အဓိကတော့ချီးရှို့ရတယ်ပေါ့။သူတို့ဆိုလိုချင်တာလဲအဲ့ဘဝလွတ်အောင်ကြိုးစားလို့ဆိုချင်တာ။ကျမမှာစိတ်တန်ရာရှိတယ်။စီးပွားရေးအရန်အောင်မြင်နေတဲ့အချိန်မှာမနာလိုတဲ့လူကတခုခုလောက်ခံလိုက်ရတယ်ပေါ့။ကျမစီးပွားရေးထိုးကြသွားတယ်။ ကောက်ကောက်ဆရာမရှိတဲ့ဘဝတော့တိုက်ခိုက်တော့ရှိတော့ရှိတာပေါ့ကျမက မွေးကလေးအတိုက်ခိုက်နဲ့မွေးလာတာလေအနှိမ်ခံကလေးတယောက်ဖြစ်ခဲ့တဲ့ပေါ်ပြီးစူးစမ်းမယ်ဆိုတဲ့စိတ်တည်းကျမမှာမျက်ရှိတယ်အလုံးမမိတ်ပါမျိုးရေအီမိုကေ YouTube channel ကြိုဆိုလိုက်ပါတယ်ဒီရက်တစ်ဆက်ပေးမဲ့တဲ့ရင်ကဒီမျိုးသမီးကရွှေဆိုင်ကြီးတွေလက်ဖေးဆိုင်ကြီးတွေဖွင့်ပြီးအောင်မြင်နေတဲ့အချိန်မှာ မနာလိုတဲ့သူတွေကအော်လန်နဲ့တိုက်လို့ကုန်းကောက်ဆရာမရှိအောင်ဆင်းရဲသွားတယ်။အဲဒီနေ့မှာတော့ဒီမျိုးသမီးကဒူဘိုင်းခေါ် UAE နိုင်ငံမှာအင်ကူလုံနေရတဲ့အကြောင်းသူ့ရဲ့ဘွားကအရင်ကမှအတိုက်ခိုက်တွေများလို့ပေါ့။ခံချင်စိမ့်နဲ့ကြိုးစားနေတဲ့အကြောင်းဒီနောက်ထပ်လူငယ်တွေလည်းလမ်းမမရောက်အောင်ဘူသူရတွေမျှဝေပေးလာတဲ့ရုပ်သံပြဖန်လေးကိုတိစေပေးတာပြီးတော့မှဖြစ်ပါရယ်။ဒီပြဖန်လေးမှာဆိုတော့ဒီမျိုးသမီးကသူ့ရဲ့ဖြစ်စဉ်စာစမ်းကိုအသေးစိတ်ရှင်းပြပေးထားရပြ။ဟုတ်ပါဒီပြပန်လေးဒီဆက်ပြတာပြီးမှာမကြောင်းပြပန်လေးကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖက်ကကြုံပါတယ်ဆိုတော့ message တွေမျိုးတွေလည်းဘူးသူရရအနေနဲ့ပြန်လည်းဝင်မြတ်ဒီဆက်ပြခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်ပြပန်လေးကိုစလိုက်အောင်ပါ ။အေးလာအန်ဂေးလာအကိုကြီးလာမသိဘူးမှန်တာအတွေ့လို့စိတ်ထဲမှာကြည်ပြနော်။ဖျားရှိခိုးကနေရောဇနိုးစနောက်ဖြစ်နေလို့ဒီမှန်ပြန်လာမယ်နော်။ဟွာတဲ့သူပြောချင်တာအိုမန်ကပဲလွတ်အောင်ရင်ယူစားအောင်နဲ့ညီမဖျားတရားလုပ်တဲ့ကိစ္စတွေမှာပြဟိုရှယ်ရီလောက်ထားတာဘောနော်။အဲကျမအိုမန်မှာလည်းမဟုတ်ပါဘူးရွေးမှာပါ။ရွေး။နောက်ပြီးကြတော့ ကျွန်မသူပြောချင်တာသူသူဆိုလိုချင်တာကမကြီးကျယ်နဲ့ပေါ့အိမ်ဘော်ဘွားပဲလွတ်အောင်စူးစမ်းအောင်လို့သူပြောတာကျမကအိမ်ဘော်ပါကျမဘလို့အိမ်ဘော်လဲဆိုတော့ကျမကချက်ဆရာပြုတ်ဆရာဘာမှလုပ်ဆရာမလုပ်မရန်အပြူကြီးကိုကြည့်ပေးရတယ်အဖွားရဲ့ဝီယာဝစ်စာလီပေါ့နော်နည်းနည်းပါလို့ရတယ်ချီးရှော်ရပါတယ်ချီးရှော်ရတယ်အိမ်သာဆေးရတယ်အဓိကတော့ချီးရှော်ရတယ်ပေါ့နော်အဲသူတို့ဆိုလိုချင်တာလဲအိမ်ဘော်ကလွတ်အောင်စူးစမ်းလို့ဆိုချင်တာ မိသားစုတစ်ခုမှာတဲ့အလေးနာကြည့်နော်စင်းဘယ်လိုပြောမလဲစင်းရတဲ့မျိုးဆက်ကိုဖြတ်နိုင်တဲ့စင်းရရတဲ့မျိုးဆက်ကိုဖြတ်နိုင်တဲ့လူတဦးတော့တဲ့ပါရမယ်ပေါ့နော်ပါအိုက်ကလူကလည်းတင်ဖြစ်နေဖို့လိုတယ်တဲ့ကျမကအိုက်ကဆောင်ဖို့ကိုလက်ကင်ထားတယ်ပေါ့နော်ကျမကကျမမိသားစုရဲ့အနှိမ်ငံမျိုးဆက်ကိုဖြတ်ချင်တဲ့လူဟုတ်ငယ်ကလေးတွေကကျမကဟိုကျမမိသားစုရဲ့ ဟိုအရန်ကြီးစင်းရလာဆိုတော့အဲ့လိုကြီးလဲပြောလို့မရဘူးပေါ့နော်ဒါမှမဟုတ်ကျမမိသားစုကပြည့်စုံတယ်လို့ကျမမခံစားဘူးကျမကပဲလောဘကြီးနေလို့လာတော့မသိဘူးပေါ့နော်ဟိုငယ်လေးကလေးကကျမမှာစိတ်ဓာတ်ရရှိတယ်ဘယ်ရွယ်လဲဆိုတငယ်တန်းတတန်းနှစ်တန်းအဲ့ဒီရွယ်ရှိနေမယ်တငယ်တန်းတတန်းပေါ့ကျမအမေကပြဿနာအကြီးတစ်ခုမလို့ပြောမလို့သူကအဲ့ဒီရွယ်မှာဘလောက်ဖြစ်မလဲ20ကျော်30မပြည့်ခင် လာဘလို့လဲတော့မသိဘူးပေါ့နော် ဟိုသူမကျင်တဲ့လို့သူမိဘနဲ့ပြဿနာအကြီးတစ်ခုဖြစ်လိုက်တယ်ပေါ့နော်အဲ့ဒီကိစ္စမှာစိတ်ကိုမထိန်းနိုင်လို့လှုပ်လိုက်တာဟိုဝါသနာရင်းဗီဇရရဲ့လို့တော့မဟုတ်ပြဿနာအဲ့မှာကြီးကျယ်ဖြစ်လိုက်တဲ့အချိန်မှာကျမကနေရင်းထိုင်ရင်เจ้ามาအနှိမ်ငံကလေးတယောက်ဖြစ်သွားတယ်။ဒါမချက်တန်းပြောတာပေါ့နော်။အနှိမ်ငံကလေးတယောက်ဖြစ်เจ้ามาဆရာတွေကနာမည်ပေးရင်တောင်းပါပဲ။အခြားကလေးတွေကိုနာမည်ပေးလို့ရှိရင် နားထောင်လို့ကောင်းတယ်ကျမအဲ့နာမည်လေးကိုလိုချင်တယ်ကျမကိုနာမည်ပြီးတော့ကြတော့လို့ပြောမလားမလားမပါဘောနော်သူတကာကဲ့ရဲ့ခြင်းစရာနာမည်အဲ့ဒါတွေကလေးခလေးတယောက်ခလေးတယောက်ကိုလေးဘယ်တော့မှမလုပ်သင့်ဘူးသိလားအဲ့အချိန်ကလေးအစိတ်တရားလေးကျမမှာရှိတယ်လှုပ်လိုက်တာကကျမအမေဖြစ်ပေမလို့ကျမမေနဲ့သူမိဘတွေနဲ့ဖြစ်တဲ့ပြဿနာဖြစ်ပေမလို့အဲ့ဒီအင်မေကကျမခန္ဓာကျမရှိမှလာပြီးတော့ကြာရောက်တယ် ဲ့ကြတော့ဘာဖြစ်လဲကျမကနာမည်ပေးရင်လဲကလေးတွေနာမည်အများကြီးအကုန်လုံးအတူတူပေးရင်တော့မှကျမနာမည်ကလူတကာလှောင်စရာနာမည်စက်တီမရှိတဲ့နာမည်နော်ဒီကြောင်လုံးမှာအနိုင်ခံဖြစ်ခဲ့တယ်ကျမမှာအဲ့တုန်းကတန်းတူရီတူတငယ်ချင်းတွေရှိတယ်ကျမမှာပေါင်းသိမရှိဘူးကဲနောက်ပြီးကြတော့စိတ်တန်ရရသွားတာပေါ့ဗျာနော်ဘာမှမပြည့်စုံဘူးပေါ့ပြောရမယ်ဆိုလို့ရှိရင်အားလုံးကအဲဘယ်လိုပြောမလဲအခုလွဲအကုန်လွဲတာပဲလေ အင်နာဂျီတစ်ခုကမကောင်းတာဝင်အကုန်ဝင်တာပဲဟုတ်လားအဲ့ကြတော့ကျမအဲ့ကလေးကနာဂျီချက်ရှိတယ်အမေကဘလူလူနဲ့နိုင်နိုင်နင်းနေနဲ့တန်းသူတွေဘသူတွေဘာလုပ်လဲဘလူတွေဘလူဝင်ဝင်နဲ့အမေသမီးကိုအဲ့လူနဲ့မနိုင်နဲ့သမီးကသမီးကသမီးပဲအခြားလူကအခြားလူပဲကျမကဘာမှတာမရှိတာမာနာရှိတယ်ဘယ်တငယ်ချင်းနဲ့မှနိုင်မခံဘူးတငယ်ချင်းတွေကိုလည်းနာတယ်ဘာလို့လဲကျမကိုဝိုင်းလှုပ်ကြတယ်ဝိုင်းအုပ်စုဖွဲ့ပြီးနိုင်ယူကြတယ် ပယ်ထားကြတယ်ဘာလို့ဆိုတော့အဲ့အင်မေကြီးကကျမမှာကျမမှာလာထိနေတာကျမမောင်လေးညီမလေးတွေကိုကျမမှာမောင်လေးတစ်ယောက်ညီမလေး၄ယောက်ရှိတယ်ကျမကအမေလိုရောအမလိုရောကျမကချစ်တယ်ဘာလို့ဆိုတော့အမေကဟိုအမေကိုအပြစ်ပြောတာမဟုတ်အမေကဟိုလိုအပ်တာတဲ့ပို့ပြီးမချစ်ပေးနိုင်ဘူး မလုတ်ပေးနိုင်မဖြည့်ဆည်းပေးနိုင်ဘူးကလေးတွေဘာလို့အဲ့လဲသူတိတ်ပြီးခယူးမဆိုင်ဘူးအဲ့ဒီဟာတွေအတွက်ကျမကဖြည့်ဆည်းပေးရမယ်တာဝန်ရှိတယ်ခုကျမရှင်တို့ပြောသလိုမှန်တယ်ကျမအိမ်ပေါ်တယောက်ပါဒါမလို့ကျမမိသားစုကိုစင်ရရင်းဆွဲထုတ်နိုင်ဘူးကျမညီမကျွန်မတို့ညီမအလေးယောက်ကျမပထမအဦးဆုံးစ조사ပြီးထွက်လာတယ်ကျမတို့ညီမအလေးယောက်ကိုနိုင်ငံခြားရောက်လာပြီတယောက်ပဲကျန်တော့တယ် မောင်လေးကတော့ထားလိုက်တော့မောင်လေးကပျောက်နေလာကြာပြီနှစ်နဲ့ချီနေပြီဆိုတော့ထားလိုက်တော့เนาะမသေးတော့မသေးသေးတော့ပေါ့အမ်ပြီးတော့ကျတော့ကျမရဲ့တငယ်ချင်းကျမလိုနည်းနည်းဘဝသူတငယ်ချင်းဘာညာကိုလဲကျမကကူညီနိုင်တယ်ပေါ့เนาะဒီနိုင်ငံသားကိုရောက်ဖို့ကျမကဘယ်လိုပြောမလဲမကောင်းတာလုံးမစားပါဘူးမိသားစုအင်းမေကိုကျမအကြမခံကျမရည်စားထားရင်တောင်မှပဲ မထားဘူးမပြောဘူးတော့ကျမရည်စားထားပါတယ်ကျမဘယ် official မတွဲဘူးရိုင်းထားကြည့်လိုက်တယ်ထားကြည့်လိုက်ရင်လည်းသူတို့နဲ့စကားပြောရင်ပြောရင်လည်းသူတို့ကတဏှာစကားစက်ကိစ္စတွေပါလာရင်ကျမရှေ့မတူကျမကမိကောင်ဖားခင်သားသမီးလူဆိုတာတရားတရားမဲရတယ်ဟုတ်ဘူးလားသူတို့ကစက်ချက်ချင်လို့ကျမနဲ့ဗီဒီယိုဘယ်လိုပြောမလို့ဟိုဘယ်လိုပြောမလို့ဖုန်းဟိုဆက်သွယ်တာရည်စားစကားပြောတာဖြစ်ရင်ဖြစ်လိမ့်မယ်ကျမဆက်မချက်နိုင် ူတို့ကအလကားရမလားဆိုပြီးတော့အချောင်းနှိုက်ဖို့လည်းဖြစ်ရင်ဖြစ်နိုင်မယ်ပြီးတော့သူတို့ကမြေတားစင်းနဲ့မဟုတ်ဘူးကျမကိုအဲသူ့ကိုယူလိုက်လို့ရှိရင်ဘယ်လိုပြောမလဲအဲကိုကလည်းအချားမိမအောင်မရနိုင်ဘူးခဲ့အပုံစံမျိုးရှိမှာပေါ့သူ့ကိုယူလို့ရှိရင်ဟိုစီပွားရေးလည်းအဆင်ပြေမယ်ဘယ်လိုပြောမလဲကိုလိုချင်တဲ့ကာမဆန္ဒတွေလည်းဖြည့်ဆည်းပေးလိမ့်မယ်အဲ့လိုမျိုးအဲ့လိုမျိုးလူမျိုးကိုလည်းကျမစိတ်ဓာတ်ကိုသိတယ်ချက်ချင်းဖြတ်တယ်အောက်တန်းစားစိတ်ဓာတ်တွေကျမလက်မခံဘူးကျမနဲ့ပတ်သက်မဲ့လူကစိတ်ဓာတ်မြန်မာနေဖို့တို့တယ် နော်စိတ်ဓာတ်မြင်မာနေဖို့လိုတယ်ကျမကိုအမလိုညီမလိုအမေလိုတံပိုးထားနိုင်တဲ့လူကျမအဖေကကျမကိုချစ်တယ်လို့ချစ်နိုင်တဲ့လူဆိုရင်တော့အဲ့လူကပညာအရေးချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပျော်သည်ဖြစ်စေအိုသည်ဖြစ်အိုသည်ဆိုတာသူများလင်သူများရည်စားမဟုတ်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့လူမျိုးဖြစ်စေကျမစိတ်ဓာတ်မွန်မြတ်နေဖို့လိုတယ်ကျမကိုဘလို့ပြောမလို့ ပန်းလေးတပွင့်ကိုချစ်တယ်လို့အဖေကသမီးကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပြီးတန်ဖိုးထားတဲ့လူဆိုရင်ကျမကယူမပါအဲ့လိုမျိုးမဟုတ်ရင်တော့ကျန်တဲ့လူကအောက်တန်းစားပါပဲခြူစားဖို့ကြံကြံတဏှာရာကကြောင့်မကြံကြံကျမကဘယ်တော့မှကျမရဲ့ကျမကြောင့်ကျမမိသားစုအင်းမေကိုကြောက်မခံယောက်ျားတစ်ယောက်နဲ့လွယ်လွယ်မထိတ်ဘူး လွယ်လွယ်မအိပ်ဘူးဆိုတော့ဆုံးဖြတ်ချက်လဲကျမကဘာထူမှတင်စရာမလိုပဲရှိပါတယ်ကျမကစာဖတ်ငငယ်ကလေးကစာဖတ်ခဲ့တဲ့လူစာအများကြီးလေ့လာခဲ့တဲ့လူဆိုတော့အလောက်တော့ကျမကသူများနဲ့တော့မတူဘူးစာအုပ်ကြီးဆန်တယ်အိမ်မှာအဖွားကြီးလို့တဲ့နာမည်ပေးထားတယ်အမေကအစကျမကိုအိမ်ပြန်လာတာသိပ်မကြိုက်ဘူးဘာလို့ဆိုဆရာလုပ်လို့တဲ့ကျမမှားနေရင်ထောက်တာအရိုက်ခံပြီးထောက်တာအဲ့လိုလူစားမျိုးဘာအဲ့လိုသာသမီမျိုးရှိတာအမေတို့ကတော့နားကြီးတယ်နဲ့ရှိနေမယ်ဒါကဝင်းဆက်ဖြတ်ပြီးမဲ့သာသမီဆိုတော့သူတို့မသိဘူး အခုကျမကျမအိမ်ပေါ်လို့လို့ကျမညီမတွေနိုင်ငံခြားမှာရောက်နေပြီ။ဘာပဲပြောပြောမြန်မာနိုင်ငံရဲ့အဆင်မပြေတဲ့အတွင်းထဲကနေတော့အနည်းဆုံးကျမဆွဲထုတ်နိုင်တယ်လေ။နောက်တစ်ခုကျမကငတ်လို့လာလို့နေတာမဟုတ်ဘူး။ပြောပြမယ်။ဒါကြတော့ခြေတဲ့သဘောပေါ့နော်။ဟိုအကုန်လုံး sorry ပါတောင်းပန်တယ်ကျမခြေသေးတဲ့နေရာကျကျမခြေပါ။ကျမအထယ်ဆိုင်ဖွင့်တယ်။ကျမအောင်မြင်ခဲ့တယ်။ နောက်အထဲဆိုင်ဖွင့်လို့အောင်မြင်တဲ့ဖနှတ်ဆိုင်ဖွင့်တယ်နော်ထပ်ပြီးအောင်မြင်တယ်နော်ငွေရိုးတွေပေးတယ်ကျမအောင်မြင်တယ်နောက်ပြီးကုန်ကြောက်ဆိုင်သေးလေးဖွင့်တယ်ဆက်အောင်မြင်တယ်မသုံးသုံးသုံးလေးမျိုးဖြစ်သွားပြီနောက်လက်ဖက်ဆိုင်အကြီးအဲ့နာမှာပဲတွဲတယ်ကျမငှားပြီးဖွင့်တယ်အကြီးတလောက်သုံးသိန်းကျော်ပေးရတယ်လာသုံးသိန်းခွဲနီးနီးကြတယ်ခွန်နေပါရင်လည်းဆိုအောင်မြင်သေးတယ်ကဲဒါမှမဟုတ်အဲ့လက်ဖက်ဆိုင် အောင်မြင်နေတဲ့အချိန်မှာကျမစီးပွားရေးအကြီးအောင်မြင်နေပြီကျမအငယ်မလေး၂ယောက်ညီမညီမ၅ယောက်တူနေတဲ့အငယ်လေး၂ယောက်ကိုလည်းကြောင်းထားတယ်ကျမတို့ညီမ၅ယောက်ဘယ်လိုပြောမလဲတက်ညီလက်ညီစူးစမ်းကြတယ်ပေါ့နော်စူးစမ်းကြတဲ့အချိန်မှာစီးပွားရေးအရန်အောင်မြင်နေတဲ့အချိန်မှာဒီနေ့ဒီနေ့လက်ဖက်ဆိုင်ရဲ့ရောင်းအား၃သိန်းခွဲရှိတယ်အထဲဆိုင်အထဲဆိုင်ရဲ့ရောင်းအား၃သိန်းခွဲတော့ရှိတယ်ထဲဆိုင်နဲ့ဖနက်ဆိုင်ကနော်အဲ့အချိန်မှာကျမတို့ကတခြားမနာလိုတဲ့လူက တခုခုလောက်ခံလိုက်ရတယ်ဗောနော်ကျမစီပွားရေးထိုးကြသွားတယ်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျမရဲ့ဆုံးရှုံးမှုတွေများ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 လာရင်ရနေပြီးတော့ကျမကဟိုကုန်းကောက်เสียမှရှိတဲ့ဘဝတော့မဟုတ်ဘူးဗောနော်ကျမအဲလက်ဝတ်လက်စားနဲ့နော်လက်ဝတ်လက်စားနဲ့ငွေဘယ်လိုပြောမလဲစေကနန်းဗောနော်အဲ့လောက်ပဲကျန်တဲ့အချိန်မှာကျမဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကဲ အိမ်မှာတောင်သူပြန်လုံမယ်ဆိုရင်ကျမအိမ်ကတောင်သူပါလုံနိုင်တောင်သူလုံလို့ရပါတယ်ကျမအိမ်မှာကျမဥစိတ်လို့ရတယ်ပြီးတော့ကျမအညာမှာအရင်ငငယ်တုန်းကပေါ့နော်ဆယ်တန်းအောင်ကစားဈေးဆိုင်ဖွင့်ခဲ့ပါတယ်ဈေးဆိုင်ဖွင့်ခဲ့တဲ့အတွက်ဈေးဆိုင်လည်းပြန်ဖွင့်လို့ရပါတယ်ဒါမှမဟုတ်ကျမအိုက်လန်ကိုမရွေးခဲ့ဘူးဒီလန်းနေတာငါမိသားစုရဲ့ဆင်းရဲတဲ့ကွင်းဆက်ကိုဖျက်နိုင်မှုငါနိုင်ငံသားကိုထွက်မယ် စင်ကာပူကိုထွက်မယ်ဆိုကြွေးကြော်လိုက်တယ်ပေါ့ကြွေးကြော်လိုက်တဲ့အချိန်မှာစင်ကာပူထွက်ဖို့အတွက်ကျမစာတွေလေ့လာပြီးတော့သင်တန်းတွေလည်းဘောင်းဆောင်တက်တယ်သူနာပြုတွေအကုန်လုံးတက်တယ်အကုန်လုံးလှုပ်တက်ပြီးတော့အင်တာဗျူးဖြေလို့ရှင်ကျမပါဇက်ကစကားထွက်လို့မရအောင်အင်တာဗျူးဖြေလို့မရအောင်အဲ့အချိန်ကျရင်ကျမကအယူးလို့ဖြစ်သွားကြောင်တောင်တော့ဖြစ်သွားအဲ့ဒါနဲ့မှကျမနောက်ဆုံးပိတ် agency လေးခုလောက်ပြောင်းပြီးတော့ကျတော့ကျမရှုံးပေးလိုက်တယ်စင်ကာပူကိုလုံးဝထွက်လို့မရအောင်လုပ်ထားတယ်ဆိုတော့ကဲကဲ ဒါဆိုရင်တော့အစတော့တော့တစ်ယောက်နဲ့တစ်ခါနှစ်ခါသုံးလေးခါတော့တော့ဘာမှဖြစ်တော့ agency လည်းလဲခုမြောင်းနေပြီခေါ်တဲ့ဆရာတွေကလည်းများနေပြီဆိုတော့ကျမယူတာမဟုတ်ဘူးကျမအဲ့ချိန်မှာတီချေရတော့မှပဲနင်းနေအပုံမဟုတ်တော့ဘူးတဲ့အဲ့ကျမစပင်းနေပါကြီးလည်းဖြတ်လိုက်တယ်သူတို့ကစပင်းနေလက်ကြည့်လို့မရဘူးဆိုတော့အစတော့တော့အဲ့ဥစ္စာကိုယုံကြည်မှုရှိဘူးကျမစပင်းနေပါကြီးလည်းဖြတ်ညက်ရောင်းပြီးတော့အမေကိုနော်သုံးသိန်းခွဲရတဲ့အမေနဲ့အဖေကိုကြော့လိုက်တယ်နော် ကျမလောက်ခဲ့တာပြီးပြောပြတာအဲ့အချိန်မှမှ ကျွန်မဒီနိုင်ငံကိုဒူဘိုင်းသူအများပြောတဲ့ဒူဘိုင်းယူအေးနိုင်ငံကိုကျွန်မရွေးချယ်လိုက်တာကျွန်မတယောက်တည်းတက်လာပါတယ်နော်အဲအဲ့လိုနောက်ထပ်လည်းဘယ်သူမှလုံးလို့မရအောင်ဟိုဘဒုအမလည်းမပြောခဲ့တော့ဘူးလိုင်းမော်တော်မတင်မင်းနဲ့ဘဒုမှမသိအောင်တိတ်တိတ်လေးထွက်လာတာနော်ကျွန်မရင်မကောင်းမင်းနဲ့ထွက်လာတာပြီးတော့ကျွန်မကအဲနောက်ထပ်လည်းဘယ်သူမှလုံးလို့မရအောင်ဆိုပြီးတော့လုံးရင်လည်းတန်းသေးတယ်အဲ့ကသူများလုံးလို့မရဘူးပေါ့နော်လုံးရင်တန်းပေါ်တယ်ရွှေရင်ကျော်ခိုင်းတဲ့ကိုကျွန်မဝင်ခဲ့ပါတယ် ဂိုင်းရဲ့ကျေးဇူးတွေဒီနေ့ဒီနေ့တောင်ဂိုင်းမှာပွဲရှိဂိုင်းရဲ့ကျေးဇူးတွေလည်းပါတယ်ကျွန်မအဆင်ပြေတာတွေကပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်မလိုရာထက်လည်းပိုအဆင်ပြေပါတယ်လိုရာထက်လည်းကျွန်မပိုအောင်မြင်ပါတယ်နင်းနေတော့အတိုက်ခိုက်တော့ရှိတော့ရှိတာပေါ့ကျွန်မကမွေးကလေးအတိုက်ခိုက်နဲ့မွေးလာတာလေဘယ်တော့မှအတိုက်ခိုက်မခင်ဘူးယင်ဘောကကိုလည်းမကောင်းခဲ့လို့ပေါ့အဲ့လိုပဲပြန်ခိုင်းယူပါပြန်ပြီးတော့မှမချေပါပါဘူးကဲလေးစားဖို့ကောင်းတယ်နော်အဲ့ကြောင့်အိမ်ဘောဆိုပေမဲ့လို့ကျမကကိုပိုင်စီဝါရေးလေ လုံနိုင်ပါတယ်လုံเสียစီးပွားရေးလည်းရှိပါတယ်ကျမလီဘွယ်ဆယ်တန်းအောင်ပြီးသားဘွယ်လဲရပြီးသားပါအိမ်မောမလုပ်လဲအခြားလို့ရွေးချော်လို့ရတယ်ကျမကိုအခြားအလုပ်တွေကိုကျမပညာရေးချင်းကျမရဲ့အနေထားကိုနှမျောလို့အဲတာမွေအေဂျင်ရဆိုလို့ရှင်အပြင်လုံးနဲ့ထည့်ပေးတာကျမအပြင်လုံးနဲ့ထည့်ပေးလို့မလို့အဲအေဂျင်ကပြောင်းပြီးတော့လှိုင်းအေဂျင်ကိုကျမဘာသာပြောင်းသွားတာဘာလို့ဆိုကျမကိုအပြင်လုံးနဲ့မထည့်နဲ့ကျမမကြိုက်ဘူးကျမအိမ်အကူကိုလုံမှာအိမ်အကူကဘာကောင်းလဲအိမ်အကူကောင်းတာက ဒီနိုင်ငံရဲ့အနေအထားအရအရာအလုံးကစားစိတ်နေစိတ်ဈေးကြီးတယ်အိမ်ကူတယောက်မှဘာစိတ်မှမရှိဘူးစားစိတ်နေစိတ်အော်တကူရေတခါရဗာစီအိမ်မှာမရှိတဲ့အပြင်လဆောက်အတရင်ရတာကျမလိုချင်တယ်ကျမအိမ်ချင်းချင်အောင်ကြိုးစားမယ်အိမ်ချင်းမကောင်းမှုစိုးတယ်တအားဝဝဝစိုးတယ်ပဲထားအောင်ကျမရအောင်ကြိုးစားမယ်အိမ်ဟံကူကိုလုံမှရဆိုတဲ့စံထားနဲ့ကျမတိုင်းချင်းကိုပြောင်းလိုက်တာ သူတို့ဘဲထည့်ပေးပြီသူတို့စင်ကာပူကိုတစ်ခါပို့မယ်လို့အနည်းအယီချင်းနဲ့စင်ကာပူကိုပို့မယ်တဲ့မပို့နဲ့ကျမဒူဘိုင်းကိုဒူဘိုင်းကျမရွေးချယ်တာချဘဲမှမသွားဘူးဆိုပြီးတော့ကဲအဲ့ဆိုလဲနင်းသဘောတဲ့ကျမလှိုင်းအေဂျင်စီမှာစောင်းနဲ့ချက်လက်တွေထားခဲ့တယ်အညာပြန်တယ်တောင်သူလုံငန်းအဖေတို့လေးလေးတို့ကိုကုလုပ်တယ်ကုလုပ်ပြီးမှလင်းလက်မှတ်ကြကကြမှာရကကြမှာတိကျရပြီဆိုကမှကျမရန်ကုန်ကိုပြန်တက်ပြီးတော့တခါတည်းထွက်လာလိုက်တာကဲနော်အဲ့လိုမျိုးနော် အရာအလုံးအခက်ခဲရာတွေကနေစူးစမ်းပြီးတော့ဒီနိုင်ငံကိုရောက်တယ်ကျမလိုလကူနဲ့ရောက်လာတာမဟုတ်ဘူးဒီနိုင်ငံကိုရောက်ဖို့အရေးတောင်မှကျမမှာရှစ်လကြာတယ်အရေးချင်းမရှိလို့မဟုတ်ဘူး ထွက်လို့ကိုမရတာမြန်မာနိုင်ငံကိုထွက်လို့မရကျမရဲ့လမ်းစားတွေကိုအကုန်လုံးကိုအပြောက်ဖြောက်အပိတ်ပိတ်ထားတဲ့အတွက်ကျမဘာမှလုပ်လို့မရအဲ့ကဗီယောဂါတွေပါရထုတ်အကုန်လုံးထုတ်ပြီးမှကျမရဲ့ဘဝကိုတစ်ကနေပြန်ဆရတာဟဲ့ဒီနိုင်ငံဒါကြောင့်မို့လို့ကျမဒီနိုင်ငံကိုလည်းကျေးဇူးတင်တယ်ဒီအရှင်ကိုလည်းကျေးဇူးတင်တယ်ပို့ပေးတဲ့အချင်းတွေကိုလည်းကျေးဇူးတင်တယ်နောက်ကျမကို lesson ကမ်းပြီးတော့ကျမ lesson ကမ်းခေါ်ခဲ့တဲ့ကလေးတွေကိုလည်းကျေးဇူးတင်တယ် ကျမကိုကောင်းခဲ့တဲ့လူတွေဖြစ်ဖြစ်မကောင်းခဲ့တဲ့လူတွေဖြစ်ဖြစ်အကုန်လုံးကဆရာတွေပဲအားလုံးကိုကျေးဇူးတင်တယ်ဒီနေ့လာပြီးနေမှာအခုကျမကိုအဲ့လိုမန်လိုက်တဲ့လူတွေဟိုတော့ကလည်းရှိပါတယ်လူတွေကိုလည်းကျေးဇူးတင်တယ်သူတို့ကြောင့်ကျမကပို့ပြီးတော့ကျူးစားခြင်းစိတ်တွေပူပူရှိလာတာကျမကအောင်ကိုအောင်မြင်မယ်ဆိုတဲ့စိတ်ဓာတ်ပဲရှိတယ်ဘယ်တော့မှကြာရှုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးကျမတက်သေးမသွားလို့ရှိရင်ကျမကအရှုံးမပေးဘူးသူများလို့ ဟိုဟာဖြစ်လို့ကိုယ့်ကိုတတ်တည်မယ်ဒီဟာဖြစ်လို့ကိုယ့်ကိုတတ်တည်မယ်ဆိုတဲ့လူစားတဲ့ကျမမပါဘူး။ကျမကငုံမိသေးကင်တက်နိုင်ဖျားရောက်ဆိုတဲ့စိတ်ကမွေးကြရရှိတယ်။ဘယ်သူနဲ့မှမတူဘူး။ဘာကြောင့်လဲ။အနှိမ်ခံဖြစ်ခဲ့လို့မိသားစုထဲမှာမိုးချင်းထဲမှာကြက်ရွာထဲမှာကြောင်းမှာအနှိမ်ခံကလေးတယောက်ဖြစ်ခဲ့တဲ့အတွက်ပေါ်ပြီးစူးစမ်းမယ်ဆိုတဲ့စိတ်တည်းကျမမှာမျက်ရှိတယ်။အဲဒါကြောင့်နောက်နောက် လာနောင်သားတွေရော လူကြီးတွေရောเนาะဆရာတွေရောဘယ်တော့မှခလေးတယောက်ကိုမနှိမ်ပါနဲ့ခလေးတယောက်မှလည်းနှလုံးသားရှိပါတယ်။သူမိဘဘာပဲလုတ်ခဲ့လုတ်ခဲ့သူမိဘနဲ့မဆိုင်ခလေးတယောက်ကိုပြစ်ပြစ်ခါခါဘယ်တော့မှမနှိမ်ပါနဲ့သူ့ရင်ထဲမှာအဆိုင်ခဲဆိုတာဒါသေးတဲ့အထိကျမဒီအဆိုင်ခဲက ကျမသေးတဲ့အထိဖြောက်လို့မရဘူး။ကျမနာဟိုလက်စားချေလာဆိုတော့မချေဘူး။ဒါမှမဟုတ်ကျမမှအဲ့အဆိုင်ခဲကြီးရလေတွေးမိတိုင်းမျက်ရည်ကျတယ်။ ချားချောင်းတရားရင်ပါအောင်တော့ဒါငငငယ်လေးတော့အကြောင်းကျမချားချောင်းတရားတွေကပြောလို့ရှိရင်ဟိုဘယ်လိုပြောဆရာမခင်ခင်ထူထူဟွာတော့ဆရာကြီးရွှေဦးတော်လို့တော့ဘာအမစာအုပ်တွေထွက်နေရလိမ့်မယ်မပြောတော့ဘူးဒီလားနောက်ကျကျမအစဉ်ပြေတဲ့တနေ့ကျမတကယ်လို့မြအောင်မြင်လာတဲ့တနေ့ဆိုတာရှိခဲ့ရင်ကျမစာစာရေးဆရာလို့ဘာလို့လဲဆိုတော့ကျမကစာရေးဆရာလို့ဖို့လဲလေ့လာထားရည်ဒီလားဘာလို့လဲဆိုတော့ကျမဘဝအကြောင်းလေးဟိုးမွေးကစားဦးရဲဆိုတဲ့အချိန်ကစပြီးတော့ကျမအဖေကကျမကိုဘလောက်ချစ်ခဲ့တဲ့အကြောင်းကစပြီးတော့ ျမဘဝဒီအသက်အရွယ်ရောက်တဲ့အထိကျမမှာစောက်တယ်ထက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 ်ကြီးထုတ်လို့ရတယ်ထရမာတွေရံများခဲ့တဲ့အမျိုးသမီးတယောက်ပေါ့နော်အခုချိန်မှာတော့ကလေးတယောက်မဟုတ်တော့ဘူးလူငယ်တယောက်မဟုတ်တော့ဘူးအမျိုးသမီးတယောက်ဖြစ်သွားပြီထရမာတွေရံများခဲ့တဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စောက်တယ်ထုတ်လို့ရှင် ရှင်တို့မျက်ရည်တောက်တောက်တောက်နဲ့ကြာသွားစီရမသိလားဟုတ်ကဲ့ပါမြို့ရေကျွန်တော် OP file လေးကဒီတော့ပါပဲ debut file လေးဖြစ်စဉ်ကတော့ဒါဒီမျိုးသမီးအဲသူတို့မိသားစုတွေဒီဆင်းရဲဒုက္ခရောက်ပြီးတော့ဒီဆင်းရဲတွေနဲ့ကလွတ်အောင် ဒူဘိုင်းခေါ် UAE နိုင်ငံမှာအင်ကူသွားလုပ်ခဲ့ရတဲ့ဒီမျိုးသမီးရဲ့ဘဝအတွေ့အကြုံတွေကိုဒါပြောပြပြီးတော့ဝေမျှလာတဲ့ဒီရုပ်သံဗီဖိုင်လေးကိုလေးဆက်ပေးတာပြီးတော့ဖြစ်ပါတယ်။ဒီဗီဖိုင်လေးကျွန်တော်မိတ်ဆွေမျိုးတွေအတွက်ကြိုးရှိမယ်လို့မျှလင့်ပါတယ်။ဒီမင်္ဂလိမျက်စုကဒီမျိုးသမီးကိုကြည့်ပြီးတော့တင်ငန်းစာယူတဲ့နေပေါ့နော်။ပြောသွားတဲ့စကားလုံးတွေကတကယ်မှအယံမှတန်ဖိုးရှိတယ်ပေါ့နော်။ကျွန်တော်ဗီဖိုင်လေးကဒီလောက်ပါပဲ။ဒီဗီဖိုင်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲဒီမျိုးစတဲ့ကိုလည်းကျွန်တော် comment မှာမျှချေပေးကလေးရလို့ဝေဖန်ချင်ပြီးနေပါဗျ။နောက်ထပ်သတင်းတစ်တရာရှိလို့ရှင်လည်းထပ်တင်ပေးပါဦးမယ်။ ကျောင်း channel နဲ့ပို့တူတဲ့ရတဲ့အကြောင်းနဲ့ celebrity တွေကိုမြင်တိဆက်ပြီးပါမို့ကျောင်း channel like and subscribe like and subscribe နဲ့ဗီဒီယို notification bell လေးကိုလည်းခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျောင်း channel နေ့စဉ်နေ့မှာကြည့်ရှုအားပေးနေတဲ့ viewer တွေကိုချင်းစီတိုင်းကိုကြည့်မြိုင်းတင်ပါတယ်။နောက်ထပ်ပြီးမှပြန်ဆက်ကြမယ်။တရား